ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းကျေးရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအောင်ပွဲခံတပ်ဖို့ရန်နေစဉ်အေအာရခတ်တက်တော့ကဒရုန်းနဲ့ဗိုလ်ကျဲတဲ့အတွက်စစ်သားတွေအုပ်စုလိုက်သိဆိုးတဲ့ဗီဒီယိုတခု ဆိုရှယ်မီဒီယာမှာပြန်နေပါတယ်။မင်းပြင်းကျေးရွာရှိရေဒီယာစခန်းကနေအေအေဘက်ကဆုတ်ပေးလိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာအနံ့ရပြီထင်ပြီးစခန်းရှိမှာအုပ်စုလိုက်အောင်ပွဲခံ မှတ်တမ်းတပ်ဖို့ရန်နေစဉ်ဒရုန်းဗိုလ်ကျလာတာကိုအဲ့ဒီဗီဒီယိုထဲတွေ့ရပါတယ်။ ီ ဖြစ်စဉ်ဟာနိုဘာ16မနက်7:00နာရီခန့်မှာဖြစ်ပွားလာလို့သိရပြီးစစ်တပ်ဘက်က20ကျော်တိတိုက်ဆိုးတယ်လို့ဆိုပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး AA ဘက်ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူးစစ်တပ်ဖက်ကတော့စစ်သားတွေမသိခင်ဘူတီမကြခင်လေးမှာအစမ်းရိုက်ထားတဲ့တပ်ပုတ်ကိုပဲမီဒီယာတွေပေါ်တင်ထားပြီးဖြစ်စစ်အမှန်ကိုဖော်ပြခြင်းမရှိဘူးလို့ဒေတာတွင်းမီဒီယာတွေကဖော်ပြထားပါတယ် တရင်းသားဘုပြင်းလက်မကြီးကနေမောရောင်မျိုးဖဲသွားတဲ့လမ်းခွဲရှိသဲဖြူရွာစီရဟန်းရင်နဲ့စစ်ကူပို့လိုက်တဲ့စစ်သားတရားခတ်ထက်ကလေးဆက်ကျော်တလိုင်းတက်တဲ့တန်းလက်နဲ့ချလိုက်တယ်လို့သတင်းထွက်ပေါ်နေကြောင်းဒဝဲဝက်ကပေါ်ပြပါတယ်။နူဝါ၁၄မှာမောရောင်မျိုးကိုတလိုင်းတက်တဲ့ကသိပဲ့လိုက်ပြီးတဲ့နောက်သဲဖြူရွာကနေတစ်စစ်မောရောင်ကိုစစ်ကူတက်ဖို့စစ်ကောင်စီကကြိုးစားတယ်။၁၅ရက်နေ့မှာသဲဖြူကစစ်ကြောင်းကိုတလိုင်းတက်တဲ့ကကြားဖြတ်တက်ခဲ့တယ်။၁၆ရက်မနေ့မှာ ဒီလိုစစ်သားတွေလက်လက်ချတဲ့တဲ့ရင်ထွက်ပေါ်လာတာဖြစ်ပါတယ်။ KNU ဗီဒီယိုခရင်တာဝန်ရှိသူတူကတော့ဒီသတင်းကို အတိမပြုနိုင်သေးဘူးလို့ PN ကိုပြောပါတယ်။မော်ရိုမျိုးကိုတွန်လိုင်းတက်တွေကသိပ်ပိုက်စဉ်နိုဝင်ဘာ14ကလည်းစစ်ကောင်စီတပ်သား60ကျော်လက်လက်ချခဲ့ပြီးဖြစ်ပါတယ်။မကွေးရဲစီပီကပ္ပစာ22ကနေပေါမျိုးနဲ့တောင်ပိုင်းဖက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတောင်လိုင်းတပ်တွေကတိုက်ခိုက်ရမှာ စစ်သား20နီးပါးသေလက်နက်5လက်သိမ်းမိတယ်လို့ပေါ်မြုံနယ်ပါကာဖာကသတင်းထုတ်ပြန်ပါတယ်။လုံမသိုးရဲမှာပထမကြိတက်ပွဲဖြစ်ပြီး တမကူကူလက်အောက်ခံခမရ14 19နဲ့တရားကိုတိုင်းရင်ကအင်အား150ခန့်ပေါ်စစ်ကြောင်းကိုကြောက်ကကြီးရွာနေတက်ခတ်တယ်လို့ဆိုပါတယ်။စစ်တပ်ဘက်ကအလောင်း10လောက်ကျန်ဆယ်ဦးကိုထမ်းစင်နဲ့တဲသွားတက်ပြက်ပြီးဆိုးသွားတာမြင်ရတယ်လို့ပေါ်ပြပါတယ်။အဲ့ဒီနောက်လုံမ9ရက်မှာရောချောင်းအတွင်းတက်ပွဲဖြစ်ပြီး စစ်သားအလောက်9လောက်ကြံတဏ္ဍာ9လက်သိမ့်မိအဲ့ဒီထက်မှာအမေ1လက်အမေ2တလက်အမေ3တလက်ကာပိုင်တလက်နဲ့ခရရတွေပါဝင်တာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီတက္ကမုတွေကိုပေါ့မြုံနယ်ပတ်ကပ်ဖမြစ်ချံ PDF စစ်ဖြူ PDF ပါဝင်ဒေတာတွင်းရှိတွန်လိုင်းတော်တွေပူပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်မကွေးတိုင်းရေစရိုခြေစိုက် ခလျာ296ကစစ်သားတူဟာတနားနှစ်လဲနဲ့တူတလိုင်းတိုင်တန်ခိုးလို့လာတယ်လို့ဤစဂျိုပကဖကသတင်းထုတ်ပြန်ပါတယ်။လူမ15ညနေဘက်မှာရောက်လာတဲ့အဲ့ဒီစစ်သားဟာသူကင်တဲ့အမေ1တလက်အပြင်ကင်းတောင်ဝခြေစင်မှာကင်းသမားစီကနေယူလာတဲ့အမေ3တလက်ပါထပ်ယူလာတဲ့အတွက်တနားနှစ်လဲနဲ့အလင်းဝင်လာသူဖြစ်ပါတယ်။ထူးခြားတဲ့ဒီစစ်သားကိုစုငွေ350ချင်းမြလိုက်တယ်။နောက်ထပ်စစ်သားတွေအများဆုံးထွက်လာပြီးပူပေါင်းကြဖို့ဤစဂျိုပကဖကနှုတ်ဆော်ထားတာတွေ့ရပါတယ်ခင်ဗျာ။